အားလုံးမင်္ဂလာပါအဲ့တော့အခုကတော့ကျွန်တော်တို့မင်းချင်းရဒီအစီအစဉ်လို့ခေါ်ပါတယ် panel discussion ပေါ့ဗျာကိုယ်စိတ်ထဲမှာရှိခဲ့ရာတွေသိချင်တဲ့အကြောင်းအရာပြောလို့ရတယ်အဲ့တော့အခုအစားပြီးတော့ question တွေစဉ်းစားလာလို့ရတယ်အခုလောလောလတ်လတ်ကတော့ဒီမှာဆရာနဲ့ဆရာမတွေကိုဒီ online ကနေပြီးကျွန်တော်တို့ကောက်ထားတဲ့ဘေးကုန်းတွေတချို့ရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးတွေကိုအရင်ပြီးသွားပါမယ်ဒီက ဒီ student တွေပေါ့နော် student တွေနဲ့မိဘတွေတဲကနေဒီ scholarship နဲ့ပတ်သက်ပြီးတော့၎င်းဒို့မဟုတ် English စာတိုးတက်ဖို့နဲ့ပတ်သက်ပြီးတော့၎င်းတို့မဟုတ် IELTS စတဲ့ပြည်တိုင်းပြင်ဆင်ခြင်းနဲ့တိုးတက်ခြင်းရွေးတော့လကောင်းပေါ့နော်ဒီသုံးပိုင်းကနေဒီလိုမေးလို့ရပါတယ် IELTS ကိုရဲ့သူရချင်တဲ့ score က7.5နဲ့အထက်ပေါ့နော်အဲ့သူရဲ့အင်္ဂလိပ်စာ level ကခုလောလက်မှာတော့ upper inter နီးနီးပေါ့နော်အဲ့လိုရှိရလို့ကြားတယ်ဆိုတော့ IELTS Band 7.5ကိုရမှုအတွက်ဘယ်လိုလေ့လာမလဲအချိန်ဘယ်လောက်လောက်ထိရှိမှာလဲပေါ့ CEF နဲ့ပြောမယ်ပေါ့နော်ပြောမယ်ဆိုရင် Upper Intermediate ဆိုရင် Band 7.5ကောင်းကောင်းရပါတယ်အဲ့တော့ language တခုကိုဒီ level တခုကိုတက်ဖို့အတွက်ဆိုရင် B1 ကနေ B2 ကိုတက်ဖို့အတွက်ဆိုရင်ဒီ Cambridge ပြီးဆိုအနေနဲ့ research လုပ်ထားတာတခုရှိပါတယ်။အဲ့တော့အဲ့ဒါဒီ study hours 200ဝန်းကျင်လောက်အပ်တယ်လို့ပြောမယ်။အဲ့တော့တရက်ကိုတစ်နာရီဆိုရင်ခဏလာပေါ့နော်။အဲ့တော့အခုက upper intermediate ရှိထားတယ်ဆိုရင်ဒီ CEF ဆိုတာ common European framework of reference ပေါ့နော်။ဒီအင်္ဂလိပ်စာဘယ်လောက်ရှိလဲဆိုတာတိုင်းတာလေးဟာဖြစ်တယ်။ Rest 1.5ဆိုပြီးသူက upper intermediate ကရပြီးနေပြီဒါဖြစ်ပါတယ်။ ဒါကြောင့်မလို့အချိန်လေးအနည်းငယ်ပေးပြီးတော့နိုင်နိုင်ရပေးလိုက်ရင်7.5 attack ရအောင်ကြားနိုင်ပါလေ။ကဲပြီပေါ့နော်။ကိုက level တခု intermediate ပဲရှိနေတယ်။ကို7.5 low အပ်တယ်ဆိုရင်တော့ခုနကဒီ English စာအုပ်လေးကို next level တခုဖြည့်ရမယ်။ IELTS ကိုဖြည့်ဖို့ဖြည့်ပြီးလဲကိုလေ့လာရမယ်။အဲ့တော့ကိုရဲ့လက်ရှိ English စာ level ကိုအရင်ဆုံးစမ်းစစ်ပါ။ပြီးတော့ကိုရဲ့ ဒီ IELTS လို့အတက်အမှတ်ကိုဆန်စစ်ပါ sensitivity တိုင်းကိုလို့အတက်အချိန်လေးတခုရလာပါလိမ့်မယ်အဲ့တော့ prepare လုပ်ဖို့အတွက်လည်းပြောချင်ပါတယ်ဟိုချက်ချင်းလို့အလားခဲ့တဲ့အချိန်ရှိရဲဆိုတာကွာတိုတင်မပြည့်စင်ထားခဲ့ဘူးလေကွာယူဆလို့ရမှာပေါ့နော်အဲ့တော့ကိုအမြဲတမ်းအမြဲတမ်း IELTS ကိုလုပ်တော့မယ်ဆိုရင်6လလောက်ကွာကြိုပြီးတော့လုပ်ထားဖို့ကြံပြောချင်တယ် ပြီး IELTS ဒီအင်္ဂလိပ်စာကိုစစ်တာဖြစ်တဲ့အတွက်ကြောင့်လို့လွတ်ချက်တော့ရမရပါဘူး။ SC ပုံစံတွေကိုခေါင်းထဲမှာဆယ်ခုလောက်မှတ်သွားတယ်။ဆောင်းမောကတော့ခြားရင်အမတ်ရုံးဖို့ပဲရှိတယ်။ဒါကြောင့်မို့6လလောက်ကတော့ကို invest လုပ်တဲ့နေ။ဒီအင်္ဂလိပ်စာကို invest လုပ်လိုက်ခြင်းအဖြစ်ကိုယ့်ရဲ့ ဒီ career မှာရောဝင် academic studies တွေမှာရောအများကြီးလွယ်ကူသွားပြီးတော့ခုနကခေါင်းစဉ် main thing နဲ့ပြန်သွားကြိုက်မှာကကိုဒီ scholar ဖြစ်ဖို့ chance လည်းအများကြီးရှိပါတယ်။အဲ့ဒါကြောင့်မလို့ကြိုတင်ပြင်ဆင်ထားလို့ရပါတယ်။